မနက်6:42နာရီ42မိနစ်ရုရှားနိုင်ငံမော်စကိုမြို့နီးကချာကာလော့ဖစကီလေတပ်အခြေစိုက်စခန်းရဲ့အပြင်စီးကိုမိခိုးရောင်မျိုးကိုတွေကခပ်ပါပါလေးဖုံးလွှမ်းလို့နေပါတယ်။အရာအလုံးဟာတိတ်ဆိတ်ငြိမ်သက်နေပြီးဘာမှထူးခြားမှုမရှိတဲ့တာမန်နနခင်တစ်ခုလိုပါပဲ။ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကိုစက္ကန့်ပိုင်းအတွင်းမှာရိုက်ချိုးဖြက်စီးမဲ့အရာတွေရောက်လာခဲ့တယ်။ဘာတတိပေးချက်မှမရှိပဲတစ်တောစီရဲ့အဆုံကနေရုရှားတပ်ဖွဲ့တွေရဲ့ MI8 နဲ့ MI14 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေဟာ T72 တင်ကားတွေရဲ့အားဖြည့်မှုနဲ့အတူ တဟုန်တို့ထွက်ပေါ်လာခဲ့ပါတယ်။သူတို့နဲ့တူ VKM ဒုံးကြီးရဲ့မိုးချိမ့်တန်လိုပြစ်ခတ်မှုတွေကလည်းတောအုပ်အစွန်းကနေဂိုင်း၄၀၀လောက်အကွာမှာရှိနေတဲ့ယူကရိန်းကင်းတောက်တပ်ဖွဲ့တွေစီကိုမီးမိုးတွေရွာချသလိုကြားရောက်လာပါတော့တယ်။ဒါဟာတာမန်ချုံခိုတိုက်ခိုက်မှုတစ်ခုမဟုတ်ခဲ့ပါဘူး။ဒါဟာမော်စကိုမြို့အတွက်အလွန်အရေးပါတဲ့လေကြောင်းစင်းညံတစ်ခုကိုကာကွယ်ဖို့အတွက်ကြိုတင်တွက်ချပြီးပြုလုပ်ခဲ့တဲ့ကာကွယ်တိုက်စစ်တစ်ခုဖြစ်ပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲအရာအလုံးပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။တိတ်ဆိတ်ငြိမ်သက်နေတဲ့မနက်ခင်းဟာရန်ငွေတွေပောက်ကွဲတံတွေနဲ့ ပြည့်နှက်နေတယ်။ငရဲပွက်နေတဲ့စစ်တလင်းကြီးဖြစ်ပြောင်းလဲသွားပြီးမော်စကိုမြို့ရဲ့ကောင်းကင်ယံကိုထိန်းချုပ်နိုင်မှုအတွက်တမိုင်းတမိုင်းဝင်တိုက်ပွဲကြီးတစ်ခုစတင်ခဲ့ပါပြီ။ပထမဆုံးရုရှားရဲ့ပစ်ခတ်မှုအပြီး6မိနစ်ကြာမှာပဲချာကာလော့စကီစခန်းပေါ်ကကောင်းကင်ဟာမီးရောင်တွေနဲ့ထိန်းနှင်းသွားခဲ့ပါတယ်။ယူကရိန်းတို့ရဲ့တုံ့ပြန်မှုကချက်ချင်းဆိုသလိုပါပဲ။ယူကရိန်းလက်တပ်က Su-24 တိုက်လျင်နှစ်ဆင်းဟာမြောက်ဘက်ရက်ကနေတစ်ပင်တွေရဲ့ထိတ်နဲ့ကက်လျက်အလွန်နှိမ့်တဲ့အမြင့်ကနေပြန်တန်းဝင်ရောက်လာပါတယ်။ရေဒါရဲ့ထောက်လှမ်းမှုကိုရှောင်တိန်နိုင်မှုအတွက်အနှိမ့်ပြန်တန်းပြီး စခန်းရဲ့တောင်ဘက်ခြမ်းမှာတက်ဆွဲထားတဲ့ရုရှားရဲ့အဆင့်မြင့် S400 လေကြောင်းရန်ကာဝေးရေးဒုံးတက်ရင်းစီကိုနှောက်ယှက်ပေးမိ။ရေဒါလိုင်းဖြတ်ဆက်တွေကိုဒရက်ဆက်ပစ်လွှတ်ပါတော့တယ်။ဒီတိုက်ခိုက်မှုရဲ့ရည်ရွယ်ချက်ဟာ S400 စနစ်ကြီးကိုဖျက်ဆီးဖို့မဟုတ်ပါဘူး။ဂျန်သူရဲ့ရေဒါခြေရာကန်စနစ်တွေကိုရှုပ်ထွေးသွားအောင်အချက်လက်တွေအများကြီးတပြိုင်တည်းပေးပို့ပြီးဝင်ပြီးသွားအောင်နဲ့သူတို့ရဲ့တုံ့ပြန်မှုကိုနှောင့်နှေးကြံ့ကြာသွားအောင်လုပ်တဲ့စိတ်သက်စစ်စင်ရေးသဘောမျိုးတိုက်ခိုက်တာပါ။တစ်ချိန်တည်းမှာပဲမြေပြင်ပေါ်မှာတော့ထရက်ကားကြီးတွေပေါ်မှာတက်ဆင်ထားတဲ့ ယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကကြားဖြတ်ဒုံးကျည်တွေကိုအဆက်မပြတ်ပစ်လွှတ်နေပါတယ်။သူတို့ရဲ့ပြစ်မှတ်ကတော့အနောက်ဘက်ကနေအလုံးရင်းနဲ့တိုးဝင်လာတဲ့ယူကရိန်း drone တွေကိုပစ်ချဖို့ကြိုးစားနေတဲ့ရုရှားရဲ့ Tor M2 လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပါပဲ။ Latest Scanbot ကကောင်းကင်ပြင်ဟာမျက်စိရှုပ်လောက်စရာကောင်းတဲ့ Aluminium Radar လှိုင်းဖြတ်အစအနာတွေ Jamming Signal တွေဒုံးကျည်တွေရဲ့အမိကမီဂိုတန်းတွေနဲ့ရှုပ်ထွေးနေတဲ့တပ်ကွင်းကြီးလိုဖြစ်နေခဲ့ပါတယ်။ဒီလိုရှုပ်ချက်ခတ်နေတဲ့အခြေအနေတွေကြားထဲမှာပဲယူကရိန်းရဲ့ UJ22 ကင်းထောက် drone တွေဟာရေဒါကဂိုင်း200လောက်ပဲကျတဲ့လမ်းကြားလေးတက်ကနေလျှက်တစ်ပြက်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။သူတို့ရဲ့တာဝန်ကကင်းထောက်ဖို့မဟုတ်ပါဘူး။ပစ္စည်းပို့ဆောင်မှုပါ။အလုံနိုင်တဲ့မြင်းကနေစခန်းရဲ့ခြံစည်းရိုးပြင်ပကို Tiger Glass လို့ခေါ်တဲ့မြေပြင်သွားဆက်ရုံငယ်လေးတွေကိုချပေးခဲ့ပါတယ်။ဆက်ရုံတရုတ်စီမှာကရုတ်ချင်းတွေဘန်ဂါတွေကိုဖောက်ထွင်းဖို့ဒါမှမဟုတ်ရေဒါထိန်းချုပ်ခုံတွေကိုဖျက်ဆီးဖို့အထူးထုတ်လုပ်ထားတဲ့ဖောက်ခွဲဆန်းအပြင်ရန်ထောင်တွေတပ်ဆင်ထားပါတယ်။ဒါဟာရန်သူကိုပြစ်ခတ်နှိမ်နှင်းရုံတသက်မဟုတ်တော့ပါဘူး။ ရန်သူနယ်မြေတွေကိုကိုယ့်ရဲ့တပ်ဖွဲ့ဝင်စစ်ရုပ်တွေကိုအောင်မြင်စွာထည့်သွင်းနိုင်ခဲ့တာပါရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေကဒုံးစစ်လာအတုလာမခွဲကြနိုင်အောင်ရှုပ်ထွေးနေတုန်းမှာပဲတကယ့်အန္တရာယ်ကခြံစည်းရိုးအောက်ကနေတိတ်တဆိတ်တွားတွားဝင်ရောက်နေနေပါပြီယူကရိန်းဟာလေတက်စကန်ကိုကောင်းငင်ကနေပဲတိုက်ခိုက်နေတာမဟုတ်ပဲမြေကြီးအောက်ကနေစစ်ရုပ်လေးတွေတရုတ်ပြီးတရုတ်စီလွတ်ပြီးအတွင်းပိုင်းအထိထိုးဖောက်တိုက်ခိုက်နေတာဖြစ်ပါတယ်ကောင်းငင်ထက်ကတိုက်ပွဲကြောင့်ရုရှားကာကွယ်ရေးတပ်ဖွဲ့တွေအပေါ်ကိုပဲအာရုံစိုက်နေချိန်မှာ တက်တော်စီတစ်ချောင်းမှာပုံကွယ်နေရယူထားတဲ့ယူကရိန်းမြောက်တပ်တွေဟာသူတို့ရဲ့ပြက်ခတ်မှုကိုစတင်လိုက်ပါပြီပထမဆုံးမိုးချိန်တန်လို့အတန်းက203မီလီမီတာပိုင်ယွန်အမျိုးအစားအမြောက်ကြီးတွေစီကပေါ်ထွက်လာတာပါသူတို့ရဲ့မြောက်ဆန်တွေဟာချာကာလော့ဖ်စကီစကန်ရဲ့အဓိကရေဒါစကန်ကိုဝန်းရံထားတဲ့ခိုင်ခန့်တဲ့ကရုတ်ချင်းတွေနဲ့ဘန်ဂါရီပေါ်ကိုတက်တက်မတ်မတ်ကြာရောက်ပေါက်ကွဲခဲ့ပါတယ်အဲဒီနောက်မှာတော့ D20 152mm Howitzer အမြောက်တွေနဲ့တဒုံးဒုံးနဲ့စီးကြကြကြပစ်ခတ်တံတွေထွက်ပေါ်လာပါတယ် ဒီမြောက်တွေကိုတစ်တော့ဆက်ကနေပေ1200လောက်အတွင်းပိုင်းမှာပိုက်ကွန်တွေနဲ့ကောင်းကောင်းမွန်မွန်ဖုံးကွယ်ထားတာပါသူတို့ရဲ့ပြစ်ဖက်တွေကတော့ရေဒါတိုင်တွေလက်နက်တိုက်တွေနဲ့စကန်ပလန်တစ်ချောင်းမှာတက်ဆွဲထားတဲ့ခံတက်ဆက်တနက်ပြင်ကျင်တွေပါဒါပေမဲ့တကယ်ကိုတိကျပြတ်သားတဲ့ထုံးနှက်ချက်ကိုပေးခဲ့တာကတော့ American လို M777 အမြောက်တွေပါမိုင်20နီးပါးกว่าကနေ GPS စနစ်နဲ့ Excalibur အမျိုးအစားအမြောက်ဆန်တွေကိုပြက်ခတ်ပြီးစကန်ရဲ့ drone ထိန်းချုပ်ရေးစနစ်တွေကိုကြောက်စရာကောင်းလောက်အောင်တိကျသွားနိုင်ဖြည့်ဆည်းခဲ့ပါတယ် အမြောက်ဆန်တောင်ဟာမြေကြီးအောက်မှာမြုပ်ထားတဲ့ဆက်သွယ်ရေးစခန်းငယ်တစ်ခုကိုထိုးဖောက်ဝင်ရောက်သွားပြီးစခန်းရဲ့စစ်စင်ရေးစင်တာနဲ့ဒရုန်းဆက်သွယ်ရေးတာဝါတိုင်းကြားက fiber ဆက်ကြောင်းကိုဖြတ်တောက်သွားစေခဲ့ပါတယ်။ဒီတိုက်ပွဲမှာပထမဆုံးကြိမ်ဖြစ် Chakalovsky ရဲ့ကာဝေးရေးတပ်ဖွဲ့တွေဟာမျက်စိကမ်းသွားခဲ့ရပါပြီ။ Radar ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်လေကြောင်းရန်ကာဝေးရေးစနစ်တွေကလည်းအလုရှုံနေချိန်မှာ Ukraine ခြေလျင်တပ်ကဖြန့်ကျက်ပြီးရှေ့ကိုတိုးဝင်လာပါတော့တယ်။တပ်စုတွေဟာသူတို့ရဲ့လှုပ်ရှားမှုကိုဖုံးကွယ်ဖို့မီဂိုဘုံးတွေ၊မိုက်ခရိုဒရုန်းတွေကိုအသုံးပြုခဲ့ကြပါတယ်။ တက်ဆိတ်ငယ်လေးတွေကတော့ရေမြောင်းတွေ၊ဂျိုင်ဝမ်းတွေနဲ့ပြက်စီးနေတဲ့ရင်တွေရဲ့အကာအွယ်ကိုယူပြီးတနေရာပြီးတနေရာခုန်ကူးပြီးရှေ့ဆက်တက်လာကြပါတယ်။ယူကရိန်းခြေလျင်တပ်တွေကရုရှားစခန်းစီကိုတဖြည်းဖြည်းချင်းချင်းကပ်လာပြီးအမြောက်တပ်တွေကလည်းရုရှားတပ်စခန်းတွေကိုအဆက်မပြတ်ထုနှံနေချိန်မှာခရမလင်နန်းတော်ကသူ့ရဲ့တံပြန်တိုက်စစ်ကိုစတင်လိုက်ပါတယ်။ဒီတစ်ချိန်မှာတော့ကောင်းကင်အထက်ကနေပါတောင်ဘက်ကတပင်အုပ်တွေရဲ့ထိတ်နဲ့ကပ်ပြီးအလွန်နှိမ့်တဲ့အမြင့်ကနေပြန်တန်းလာတဲ့ရုရှားစု35တိုက်လေယာဉ်နှစ်ဆင်းဟာတိုက်ပွဲတွေကိုဝင်ရောက်လာပါတယ်။ ရေဒါထောင်လန်းမှုကိုရှောင်ရှားဖို့ပေ900အောက်ကနေပြန်တမ်းပြီးသူတို့ရဲ့အဆင့်မြင် AESA ရေဒါစနစ်တွေနဲ့အပူချိန်မြင့်တဲ့ပြစ်မှတ်တွေယူကရိန်းမြောက်တပ်စခန်းတွေလို့သူတို့ယူဆတဲ့နေရာတွေကိုရှာဖွေပြီးနောက်မြေပြင်ပြစ်ဒုံးကျည်တွေနဲ့ပြစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့တခုခုမှားရင်သွားခဲ့ပါတယ်။ဒုံးကျည်တွေဟာပြန်တမ်းနေရင်လမ်းကြောင်းပျောက်သွားခဲ့ပါတယ်။ယူကရိန်းရဲ့ Kropova C2 ပြစ်မှတ်ရှာဖွေရေးကွန်ရက်နဲ့ Bukovel AD Jamming စနစ်တွေကရုရှားလေယာဉ်တွေရဲ့ရေဒါလှိုင်းတွေကိုတရိကံပုံချပြီးခြေရခံလိုက်တာ ဒုံးကျည်တွေပြတ်မှတ်ကိုမထိမီစက္ကန့်ပိုင်းအလိုမှာပဲဆက်သွယ်ရေးလိုင်းတွေကိုဖြတ်တောက်ဖြတ်စီလိုက်တာပါဒုံးကျည်တွေဟာအမြောက်တပ်ဖွဲ့တွေစီကြားရောက်မဲ့အစားလမ်းကြောင်းလွှဲချော်ပြီးမီးလောင်ထားတဲ့ခြုံပုတ်တွေနဲ့လူမရှိတဲ့နေရာတွေကိုပဲကြားရောက်ပောက်ကွဲသွားခဲ့ပါတယ်ဒီရှုံးနိမ့်မှုကြောင့်ရုရှားဟာသူ့ရဲ့ဒုတိယကာဝေးရေးလိုင်းဖြစ်တဲ့ electronic စစ်ဆင်ရေးကိုစတင်အသုံးပြုခဲ့ပါတယ်စက္ကန့်ရဲ့အရှိတ်အဟောင်းနှမိုင်းကွာကခန်တက်ဘန်ကာတခုတည်းကနေရုရှားတပ်ဖွဲ့တွေဟာကာစုခါ4လို့ခေါ်တဲ့ electronic စနစ်ကိုဖွင့်လိုက်ပါတယ်စက္ကန့်ပိုင်းတွင်မှာပဲ6မိုင်ကျော်ဝန်းတဲ့ electronic မြူကိုလို့ electromagnetic field ကြီးတစ်ခုဟာစခန်းရဲ့နောက်ပတ်ချမ်းကိုဖုံးလွှမ်းသွားခဲ့ပါတယ်။ယူကရိန်းဟာအခြေအနေနဲ့လိုက်ပြီးလိုင်ယွန်ကြီးတွေပြောင်းလဲနိုင်ခဲ့ပါတယ်။ရုရှားရဲ့စစ်မြေနီးပညာတွေကလေထဲမှာနဲ့ signal တွေကြားမှာအလုံးရှုံနေချိန်မှာမြေပြင်ပေါ်ကတိတ်ဆိတ်ပြီးစနစ်ကျတဲ့လူသားနဲ့ဆက်ရုပ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကတိုက်ပွဲရဲ့အချိန်ကိုဆက်ထိန်းထားနိုင်ခဲ့ပြီးရုရှားရဲ့ electronic ကလကာကြီးကိုနောက်ထပ်ဖောက်ထွင်းရမယ့်အလွှာတစ်ခုဖြစ်တာသဘောထားနိုင်ခဲ့ပါတယ်။ရုရှားရဲ့ဂျာမန်စနစ်တွေကကောင်းကင်ကိုမြူကိုးတွေဖုံးလွှမ်းစေပြီး Su-35 တွေကနောက်တစ်ကြိမ်တိုက်ခိုက်ဖို့ဝဲပြန်နေချိန်မှာ Ukraine ဟာ Signary မရောက်နိုင်တဲ့နေရာမြေပြင်ပေါ်ကနေသူ့ရဲ့အဆုံးဖြတ်ထုတ်လွှင့်ချက်ကိုစတင်လိုက်ပါပြီ။မြောက်ဘက်တတော်အုပ်ထဲကနေတကယ့်တမ်မနီမုံတိုင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။သူတို့ကတော့ Kharkiv အစ်မျက်နှာမှာအတွေ့အကြုံရင့်ကျက်နေပြီဖြစ်တဲ့62ခုမြောက်တပ်မဟာရဲ့ T64B တင်ကားကြီးတွေပါပဲ။သူတို့ရဲ့အခုထိသောတာဝန်ကတော့ Chakalovsky ရဲ့အတွင်းစီးလေကြောင်းရန်ကာဝယ်ရေးခွင်းဆက်ကိုကျိုးသွားအောင်ခြေမုံဖို့ပါ။သူတို့ရဲ့နောက်မှာတော့ 2S3 Agarcia 152mm အလိုလျောက်သွားဟောက်ဝဲစာအမြောက်ကြီးနှစ်လက်ကစီးကြက်ကြက်ကြနဲ့ပြစ်ကူပေးနေပါတယ်။တန်ကြက်ကတဖွဲဟာအဆင့်ဆင့်ခွဲပြီးစနစ်တကျရှေ့ကိုတိုးလာပါတယ်။တင်ကားတစ်စီးချင်းဒီမှာပောက်ကွဲမှုတန်ခံနိုင်တဲ့တန်ကြက်ပြားလေးတွေတက်ဆင်ထားပြီးတင်ကားပြောင်းအထက်နာမှာ drone ကဝဲရေးဂျမ်မင်ဆက်ငယ်လေးတွေတက်ဆင်ထားပါတယ်။သူတို့ရဲ့နောက်မှာတော့တန်မရီသွေးဆုပ်ခွေးတွေလို Tiger Class အသေးကန်ဆက်ရုပ်6កောင်လောက်ကတင်ကားတွေနဲ့အတူတပြိုင်တည်းထဲလိုက်ပါလာပါတယ်။ဒီဆက်ရုပ်တွေဟာအသေးကန်တက်တက်မဟုတ်ပါဘူး။ မိုင်းခွင်းတွေကိုရှင်းလင်းဖို့အတွက်ခြေစုံကသွားမယ်တပ်ဖွဲ့တွေပါ။ဥဆောင်လာတဲ့ T64 တင်ကားတွေဟာရန်သူရဲ့ပြစ်ခတ်နိုင်တဲ့ဇုံတွေကိုရောက်ရှိလာချိန်မှာတော့မြေကရုတ်တွေထဲမှာပုံကွယ်ထားတဲ့ရုရှားရဲ့ DOM2 ဒုံးပစ်လောင်ချာတွေကပြစ်ခတ်မှုကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းဘက်ကလည်းအသင့်ပြင်ထားပြီးသားပါ။နောက်တန်းကမြောက်တက်တွေဟာကြိုတင်တတ်မှတ်ထားတဲ့ပြစ်မှတ်နေရာတွေကိုအဆက်မပြတ်ပြစ်ခတ်ပေးခဲ့ပါတယ်။အဲဒီနောက်ကတော့အဓိကထိုးပေါက်မှုကြီးစတင်ခဲ့ပါတယ်။တိုက်ကဆက်ရုပ်တွေဟာရှေ့ကိုအပြေးလွှတ်ထွက်ပြီး ဂိုက်300ကျဲတဲ့ကာဝေးရေးမိုင်းခွင်းတွေကတင်ကားဖြတ်မိုင်းတွေကိုတမင်တန်နေပြီးဖောက်ခွဲလိုက်ပါတယ်။မြေကြီးနဲ့မိခိုးလုံးကြီးတွေတလိမ့်လိမ့်တက်သွားပြီးတင်ကားတွေသွားဖို့အတွက်လမ်းကြောင်းရှင်းသွားခဲ့ပါတယ်။မိုင်းခွင်းတွေကိုဖြတ်ကျော်ပြီးတာနဲ့တင်ကားတွေဟာပေ200ကျဲတဲ့ရှင်းလင်းမြေတစ်ခုမှာတိုက်ပွဲဝင်အနေထားနဲ့နေရာယူလိုက်ကြပြီးရေဒါထိန်းချုပ်ရေးစခန်းကိုကာဝေးပေးထားတဲ့ခံတပ်တွေကိုတစ်ခုပြီးတစ်ခုရှင်းလင်းပါတော့တယ်။ဆက်မြောက်ပစ်စခန်းတွေထောက်ပံ့ရေးဘန်ကာတွေနဲ့မြေမြုပ်အာယုန်ခံစခန်းတစ်ခုလိုကိုစက္ကန့်ပိုင်းတွင်းမှာပဲဖြတ်စည်းပစ်နိုင်ခဲ့ပါတယ်။ အမြောက်ကြီးတွေကလည်းမိုင်900กว่าကနေကွန်ကရစ်ခံတပ်တွေကိုအဆက်မပြတ်ပစ်ခတ်ပြီးထိုးပေါက်နေခဲ့ပါတယ်။စစ်ရုပ်တွေကလမ်းကြောင်းရှင်တန်ချက်ကတက်ကထိုးပေါက်ဝင်ရောက်ပြီးရုရှားရဲ့နောက်ဆုံးရေဒါဆက်သွယ်ရေးကာဝေးစနစ်ကိုမြောက်ဘက်ခြမ်းကနေဝါမျိုးဖြတ်စီးပစ်လိုက်တာပါ။မိဂုံငွေတွေကပျက်စီးနေတဲ့ရေဒါတိုင်တွေနဲ့မီးလောင်နေတဲ့ကရုတ်ချင်းတွေပေါ်မှာလွှမ်းမိုးလွှမ်းခြုံသွားချိန်မှာတော့ချာကာလော့စကီရဲ့ဦးသီးချုပ်ယုံစီသွားရာလမ်းဟာပွင့်သွားုံနဲ့မကပဲအစွန်းနှစ်ဖက်စလုံးကနေမီးလောင်တိုက်သွင်းခံနေရပါပြီ။မြောက်ဘက်စီးပြိုကျ ရေဒါစကန်ကလည်းပြပုံဘွားရောက်သွားချိန်မှာယူကရိန်းတပ်တွေဟာအောင်ပွဲခံဖို့ချိန်မဆွဲခဲ့ပါဘူး။တကယ့်ပြစ်မှတ်ကမြေကြီးအောက်မှာရှိနေခဲ့ပါတယ်။ထောင်လန်းရေးသတင်းတွေအရချာကာလော့စကီရဲ့အဓိကစစ်ဦးစီးချုပ်ဌာနချုပ်ကဒရုန်းထိန်းချုပ်ရေးစံနာနဲ့လျှို့ဝှက်ကြိုးထုတ်ဆက်သွယ်ရေးစနစ်တွေဟာမြေအောက်ပေ30အနက်ကခံတပ်ဗန်ဂါရီရဲ့မှာရှိနေတယ်လို့သိထားရပါတယ်။အဲဒီမှာပဲနောက်တစ်ဆင့်စစ်ဆင်ရေးစတင်ခဲ့ပါတယ်။မြေအောက်မှာ D64 တင်ကားတွေကအပြင်စီးကိုထိန်းချုပ်ထားပြီးအနောက်တွေကရုရှားတပ်ကူတွေကိုပြန်မစုစည်းနိုင်အောင်ကြိုကြားကြိုကြားပစ်ခတ်ပေးနေချိန်မှာ ယူကရိန်းထူးဆစ်စင်ရေးတပ်ဖွဲ့တွေကအတွင်းထဲကိုဝင်ရောက်လာပါတယ်။ရှေ့တုန်းကဥဆောင်ဝင်တာကတော့ Tiger Glass အဆက်ရုပ်တွေပါပဲ။အနီအောက်ရောင်ကြီးသုံးစကန်နာတွေ၊မိုင်းရှာကရိယာတွေ၊အပူလိုင်းမြင်ကင်မရာတွေတက်ဆင်ထားတဲ့ဒီဆက်ရုပ်တွေရဲ့တာဝန်ကဖျက်ဆီးဖို့မဟုတ်ပါဘူး။ကင်းထောက်ဖို့ပါ။မှောင်မိုင်းနေတဲ့ဥမင်လှိုင်းကောင်းတွေကထောင်ချောက်ကျိုးတွေ၊အပူချိန်ရှိတဲ့အရာတွေနဲ့ဖိအားနဲ့ပေါက်ကွဲတဲ့မိုင်းတွေကိုရှာဖွေဖို့ပါ။သူရရဲ့နောက်မှာတော့အထူးတပ်ဖွဲ့ဝင်တွေကအတန်တိတ်တနက်တွေဖောက်ခွဲရေးရန်တွေအုတ်ထုံမှာတက်ဆင်ထားတဲ့လှုပ်ရှားမှုအာယုန်ကန်ကရိယာတွေနဲ့အတူကတ်လိုက်လာပါတယ် ခြေတလန်းချင်းစီကိုတွက်ချက်ပြီးလှမ်းရပါတယ်။တကားရိုင်းဟာထောင်ချောက်ဖြစ်နိုင်ပါတယ်။ဆက်သွယ်ရေးကိုတော့အတန်တိတ်လက်ဟန်ပြတာနဲ့ပခုံးပုတ်တာလောက်ပဲသုံးပါတယ်။ဥမင်လှိုင်းကောင်းထဲမှာပေ200လောက်ရောက်မှာတော့လမ်းစုံတစ်ခုပျက်စီးနေတဲ့ drone တူလောင်ကန်းတစ်ခုနဲ့ထောင်ချောက်ဆင်ထားတဲ့လှေကားတစ်ခုကိုတွေ့ခဲ့ပါတယ်။လှေကားကိုတော့ Tiger ဆက်ရုပ်တွေကအချိန်မီတိပေးနိုင်ခဲ့ပါတယ်။အတွင်းကိုပိုနဲ့လေလေတိုက်ပွဲကပိုပြီးထူးဆန်းလေလေပါပဲ။တိုက်ပွဲဖြစ်နေတယ်လို့တော့မထင်ရပဲပဲ့တင်တန်တွေ မိတ်တုံမိတ်တုံမီးရောင်တွေနဲ့ကွန်ကရစ်မျက်နှာကျက်ကနေတဆက်ဆက်ကျနေတဲ့ရေဆက်တံတွေပဲရှိပါတယ်။တနက်တံတွေကလည်းဒရက်ဆက်တိုက်ပွဲဖြစ်တာမျိုးမဟုတ်ပဲလမ်းဆောင်ရဲ့မျက်ကွယ်မှာပုံနေတဲ့ရုရှားစစ်သားတွေစီကရုတ်တရက်ထွက်ပေါ်လာတဲ့ပြစ်ခတ်တံမျိုးတွေပါပဲ။ယူကရိန်းတပ်ဖွဲ့တွေဟာခုခံမှုအားလုံးကိုလိုက်တိုက်မနေတော့ပဲရှင်းလင်းပြီးရှောင်ကွင်းဆိုတဲ့နီးပြူဟာကိုအသုံးအသုံးပြုခဲ့ပါတယ်။ပြစ်မှတ်စီမရောက်တဲ့လမ်းကြားတွေကိုပောက်ကွဲရမပြင်းတဲ့ရန်တောင်တွေနဲ့ပိတ်ဆို့ပြီးအမှတ်အသားလုပ်ထားခဲ့ပါတယ်။သူတို့ရဲ့ရည်မှန်းချက်ကခုခံသူအားလုံးကိုတတ်ဖို့မဟုတ်ပဲ အပေါ်တက်မှာရန်သူတက်ကူတွေမရောက်ခင်စခန်းရဲ့အလေဘိုးကိုရောက်သွားဖို့ပါပဲမြေအောင်မှာ45မိနစ်ကြာပြီးနောက်မှာတော့နောက်ဆုံးတံမဏိတကားကြီးကိုတွေ့လိုက်ရပါတယ်တိုင်ဂါဆက်ရွက်တွေကစစ်ဆေးပြီးထောင်ချောင်းမရှိတာတေးကြမှာဘေးကိုရှောင်ပေးလိုက်ပြီးဖောက်ခွဲကြီးကျွမ်းကျင်သူကရန်တောင်တွေကိုနေရာချလိုက်ပါတယ်တကားကြီးပွင့်ထွက်သွားတဲ့အခါမှာတော့ဘာပစ်ခတ်မှုမှမရှိခဲ့ပါဘူးအတွင်းထဲမှာတော့ရုရှား operator လေးယောက်ဟာမီးမောင်နေတဲ့ကွန်ပျူတာခုံတွေမှာလက်မြောက်အရှုံးပေးလျက်သားထိုင်နေကြပြီးသူတို့ရဲ့စနစ်တွေအားလုံးလည်း offline ဖြစ်နေခဲ့ပါပြီ။ ယူကရိန်းဟာဘန်ကားတစ်ခုကိုဖောက်ထွင်းနိုင်ငံယုံသာမကချာကာလော့ဖ်စကီရဲ့အုံနောက်တစ်ခုလုံးကိုတိတ်တဆိတ်စနစ်တကျတမီတာချင်းထိမ့်ချုပ်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ဘန်ကားကိုထိမ့်ချုပ်နိုင်ပြီးရုရှားတပ်မှုတွေဖမ်းဆီးရမိချိန်မှာယူကရိန်းဟာအချိန်တစ်ဆက်ကမှမဖြုံးခဲ့ပါဘူး။အင်ဂျင်နီယာတွေကမြေောက်စခန်းထဲမှာ hard drive တွေကိုထုတ်ယူကွန်ပျူတာတွေကိုစကားဝတ်ဖော်နေချိန်မှာပဲ drone အုပ်စုအစ်စ်တခုဟာကောင်းငင်ဘော်ကိုတတ်သွားခဲ့ပါတယ်။ latest scan နောက်ဘက်ကရွှေပြောင်းလောင်ချာတွေကနေပြစ်လွှတ်လိုက်တဲ့ တောင်မတက် UAV စစ်နှဆင်းဟာအသေးစားတိကျတဲ့ပယ်ထိန်တုံးတွေတက်ဆင်ပြီးမြူကိုးတွေကြားထဲကနေအပေါ်ကိုတက်သွားပါတယ်။သူတို့ရဲ့ပြစ်မှတ်တွေကရင်တွေတက်ဖွဲ့တွေမဟုတ်ပါဘူး။ဆက်သွယ်ရေးစခန်းတွေကိုပါ။ဒရုန်းတစ်စင်းချင်းစီမှာ Chakalovsky စခန်းကိုအနီးနားက Monino, Kubimba စတဲ့ leader စခန်းတွေနဲ့ချိတ်ဆက်ပေးထားတဲ့ဂျိုဒုဆက်သွယ်ရေးစလောင်းတွေနဲ့အန်တနာတိုင်းတွေစီကိုဓာတ်ရိုက်သွားရမယ်လမ်းကြောင်းကြိုတင်ထည့်သွင်းထားပြီးသားပါ။တခုပြီးတခုအဲ့ဒီဆက်သွယ်ရေးတွေအမှောင်လိုင်းတွေအမှောင်ကျသွားခဲ့ပါတယ်။ ဒရုန်းတွေဝင်တိုက်လိုက်တာနဲ့အစာဦးခေါင်မိုးတွေဆက်သွယ်ရေးတာဝါတိုင်းတွေပေါ်မှာပောက်ကွဲမှုတွေဆင်ကဲဆင်ကဲဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကပြင်ပန်းကြည့်ရင်ကြီးကြီးမားမားမဟုတ်ပေမဲ့စစ်ရေးဗျူဟာအရတော့အတော်လေးတိကျခဲ့ပါတယ်။ဖြတ်စည်းခံရတဲ့အင်တာနက်တိုင်းတစ်ခုစီဟာရုရှားရဲ့ဒေတာရင်းလေးချောင်းညှိနှိုင်းရေးကွန်ရက်ရဲ့သွေးလွှတ်ကြောတစ်ချောင်းစီကိုဖြတ်တောက်လိုက်တာနဲ့အတူတူပါပဲ။နောက်ဆုံးဒရုန်းဟာအနောက်ဘက်ကိုပြန်လှည့်ပြီးပွင့်လင်းမြေပြင်ပေါ်မှာကိုကိုကိုဖြတ်စည်းပစ်လိုက်ချိန်မှာတော့မော်စကိုကာဝေးကွန်ရက်ဟာ လေတဲစခန်း၄ခုနဲ့အချိန်နဲ့တပြေးညီဆက်သွယ်နိုင်စံပျောက်ဆုံးသွားခဲ့ပါပြီ။ရုရှားတပ်ဖွဲ့တွေကအသေးခံ drone တွေနဲ့တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့အစောပိုင်းတိုက်ပွဲတွေမှာကြီးစံချွေတာထားတဲ့ယူကရိန်းရဲ့ NASAMS battery တွေကသူတို့ကိုလွယ်လွယ်ကူကူပဲပစ်ချနိုင်ခဲ့ပါတယ်။နေရာမှာတော့ယူကရိန်းရဲ့ cyber တပ်ဖွဲ့တွေကစခန်းတစ်ခုလုံးကိုရှင်းလင်းပြီးသွားပါပြီ။သူတို့ရရှိခဲ့တာတွေကဆက်သွယ်ရေးပစ္စည်းတွေတသက်မဟုတ်ပါဘူး။တရင်ပြန်တမ်းမှုအချိန်ကြာတွေ drone ထိန်းချုပ်ရေးနီလန်တွေလုံခြုံရေးကုတ်တွေနဲ့ရုရှားလီဒါရဲ့အရေးပေါ်အခြေအနေသုံးလမ်းကြောင်းတွေအထိပါဝင်ခဲ့ပါတယ်။ ချာကာလော့စကီစကန်ဟာတိမ့်ပိုက်ခံလိုက်ရုံနဲ့မကသူ့ရဲ့အောင်ကျော်စနစ်တစ်ခုလုံးကိုပါအခွန်ခွာချွတ်ယူသွားခံလိုက်ရတာဖြစ်ပါတယ်။ချာကာလော့စကီလီဒါစကန်ကြဆုံသွားခဲ့ပါပြီ။လေကြောင်းမြေပြင်ပေါင်းစပ်ထိုးစစ်နဲ့စတင်ခဲ့တဲ့တိုက်ပွဲဟာလင်းရင်ပြေးလည်နေတဲ့ရေဒါတွေကသာမကမော်စကိုလေကြောင်းဦးစီးချုပ်ရုံရဲ့အရှိချမ်းအာယုံကျော်စင်တာတစ်ခုလုံးကိုပါအပြည့်အဝထိန်းချုပ်နိုင်မှုနဲ့အဆုံးသတ်ခဲ့ပါတယ်။စက်သွေးလိုင်းတွေပြတ်တော့ဘန်ဂါရီဖောက်ထွင်းခံရပြီးအချက်အလက်တွေအခိုးခံလိုက်ရတာကြောင့်ရုရှားဟာကြံရှိနေတဲ့သူ့ရဲ့လင်းရင်တွေကို မြို့တော်ရဲ့အတွင်းပိုင်းအထိစုခွာသွားခိုင်းရပါတော့တယ်။အခုတော့မော်စကိုမြို့ပေါ်ကကောင်းကင်ဟာအကာအကွယ်မဲ့သွားခဲ့ပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။